ဒီငလင်းလုံးမှဟုတ်တယ်ခင်ဗျငလင်းလုံးမှပေါ်လာတာပေါ့ငလင်းလုံးမှငလင်းချောင်းနဲ့ကွဲပြီးတော့ဒီနေ့ရိုးရိုးအဟောင်းပေါ်လာတာပေါ့အကြီးကြီးပဲဟုတ်ကဲ့ပါရောအိုးအရမ်းကြီးလည်းမနှက်ဘူးနော်အပေါ်မှာမြေသားနည်းနည်းလေးပဲရှိတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့တော့ line ပေါ်မှာအရမ်းကိုလူပြောများနေတဲ့အင်းဝါမြို့မှာရှေးဟောင်းရင်နန်းတော်ကြီးတစ်ခုပေါ်လာတဲ့ဟာကိုကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင်ငလင်းလှုပ်ပြီးနောက်ပိုင်းမှာပေါ်လာတာပေါ့နော်ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့ အင်းဝမှာပေါ့အဲရေနန်းတို့ဆန်းဆန်းပဲဟုတ်လားကိုရေနန်းတို့ဟုတ်တယ်ဟုတ်တယ်ရေနန်းတို့အင်းဝအကိုကြီးတွေလည်းတခါမှမကြုံဘူးသေးတဲ့ရေနန်းတို့ကြီးပါအဲ့ကြောင်ပေါ်လာဟုတ်လားအဲငလင်းအဲ့ကြောင်ပေါ့အဲ့ဒါပေါ်လာတာလက်ရှိသွားပြီးတော့မှလေးလာမှာလေးလာမှာပဲပေါ့အဲ့အလုံးမဲ့ဘုဒ္ဓတရာအောင်လို့အဆုံးထိကြည့်ပေးကြပါလို့ရှင်းလိုက်ကြည့်ပေးပါဦးနော် ကဲဒါတော့ line မောင်အားလူတွေရောဗောနော်အကုန်လုံးအဝေးရလူတွေရောဒါဒီကိုကြီးကပြောတာဒါကြီးတိုင်းလို့ကြီးရတာဗောနော်ဤကံပါလို့မဟုတ်ခုဒါကတော့ငယ်ကံကိုကြီးတွေဖြစ်ပါတယ်ကိုကြီးတို့ဘဝမှာလည်းမကြုံမှုသေးဘူးเนาะဟုတ်တယ်ဒါမျိုးဟုတ်ကဲ့ပါခုသွားကြည့်လို့ပါဘာလို့ရှင်းလို့ရောက်တော့ပါเนาะဒါလေးစောင့်ကြည့်ပေးကြပါဦးဗျဟုတ်ကဲ့ပါအခုကတော့ရောက်ပါပြီလို့အခုပါကိုရေနန်းတော့ရေနန်းတော့ကြီးဖြစ်ပါတယ်ဒါပေါ်ရမယ်ဟာရေရှေးရောက်နေမှာပါတယ်ဟောရှေးရောက်နေမှာပါတယ်ဟုတ်ကဲ့ပါအုံး ီမှာပါရှင်နန်းတော်ကြီးပါတဲ့အောက်ထဲမှာကြံသေးတယ်အောက်ထဲမှာကြံသေးပါသေးရဲ့ဒီဒီဘက်ထီပဲဒီမှာဒီရှားတယ်ဟောလေးတော့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 ဟာဒီဒီပဲဟိုဒီဟိုဒီဟိုဘက်ဟိုဘက်ဒါပေါက်လေးရမ်းမှာအေးဟုတ်ဒီကြီးထဲမှာမြုပ်နေတာမဟုတ်ဟုတ်ပါအိုးအဲ့ဖော်မှာလို့အဲ့ဖော်မှာလို့ပြောတာပဲဒါကြီးဖော်မှာလေအဲ့ဒါနန်းတောင်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာဟုတ်မယ်နုလိုဟာဆိုလို့ရှိရင်တော်တော်ကြီးကိုကြီးမှာပေါ့နော်ထူးထူးဆန်းဆန်းပဲငလင်းလှုပ်ပြီးမှပေါ်ရတယ်လို့နော်ဘလို့သဘောရဲ့တော့မသိဘူး ကြည့်ကြပါဗျာကြည့်ပါအောင်ဟုတ်တာပဲနန်းတော့အဆောင်ကြီးပေါ့ဒါပေမဲ့ဒီဥစ္စာဒီဥစ္စာတိုင်းနန်းတော့ဒါလေးအဲ့ဒါတော်တော်ဖွားမှာနော်ဖွားမှာပါဟုတ်ဒါကျွန်တော်ဒီသက်သက်ခုမှမြင်ဘူးလေရေနန်းတော်ပိုင်းကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နားမှမြင်မသိဘူးဒါခုပေါ်လာတာပေါ့အောက်ထဲမှာကျန်သေးတယ်ဒီမှာဒါတာဝါးလေးတိုင်နေမထားတိုင်တော်တော်ကြီးမှာပဲအော်ဒီဘက်ပဲလေးနေပါဘာနောက်ကိုင်းနော်အရှိကြီးပဲရှိရမဟုတ်ဘူးဘိုးဘက်ကြီးပဲ ဟုတ်ပါတယ်ဟုတ်တယ်ဟုတ်ပါတယ်ဟိုကနေရှေ့ကျော်လေးသွားကြည့်ဒီတော့ချောက်တော့ချောက်ဒီမှာကျော်ပြီကျော်လေးကြည့်ဒီမှာနေဟိုမှာဟိုရှေ့ထဲလိုက်ဟိုရှေ့ထဲအော်ဟုတ်တယ်တော်တော်လေးမဟုတ်ဘူးဟိုးထိတ်ကြည့်ပဲဟိုရှေ့ထဲလိုက်ပါရှေ့နားထိပါဒီတိုင်းရမ်းပြီးဖော်ရတဲ့ဆာလို့ရှင်ရှေးအောင်ပညာရှင်တွေကိုလေတေချာလေးခေါ်တိုင်မြင်တေချာလေးပြပြီးမှဖော်တာပို့ပြီးတော့ကောင်းလောက်မယ်ဗျဖော်တဲ့အချိန်မှလည်းတေချာအစအဆုံးမှတ်တမ်းလေးယူထားပြီးတော့ ပေါ်ရင်တော့ပို့ပြီးတော့အဆင်ပြေပို့ပြီးတော့ကောင်းလောက်မယ်ဗျကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တို့အင်းဝအင်းဝနဲ့သမိုင်းဝင်အမွေနှစ်အသေးတငလင်လုံးမပေါ်လာတယ်ဗျဒီလိုမျိုးငလင်ကြတာဒီလိုမျိုးငလင်ကြဒီလိုမျိုးတို့ကျွန်တော်ဒီကအကိုကြီးတင်နေကန်နေရငလင်လောက်ပြီးရောတဲ့ရှင်နန်းတော့အစ်စ်ပေါ်ရဆိုလို့အကြောင်းရလဲနေရမှာမဟုတ်နော်အခုမှငလင်မပေါ်လာတာတဲ့လိုက်ကြည့်ရင်လိုက်ပြန်မယ်ဆိုလို့လိုက်တယ်လာကြည့် ตานาโรอตาชินาโร่ยินาโร่ยินาโร่ยี่อายุเขาแต่ยูโน่ดับยูไม่ถูกข้ามูยังเลยพูดแต่ดับข้ามูโอ้ยดับข้ามูเอาเท่าไาร่ชีวิตท้องเล่นเนี่ยหัวชีได้ดีกว่าโอ้ดีไปโอ้ดีไปโอ้ดีไปดิ้งเงินลงมาองินลงมาพอละครับองินลงมาเงินจ้อนเนี่ยเพื่อเบียดดิ้งเนีอยยอยูเขาพอละครับ ကြည့်ရဲ့ဒီမှာရောအရန်ကြီးလည်းမနဲ့ဘူးနော် အပေါ်မှာမြေသားနည်းနည်းလေးပဲရှိတယ်အင်းအစာဦးလားအိုတိုင်းလားတော့မသိဘူးပေါ့နော်အပေါ်ကြီးမှဒီမှာမြေထဲမှာတိမ်မြုပ်သွားတဲ့နေရာလေးသစ္စာစက်ကမြေထဲမှာတိမ်မြုပ်သွားတဲ့နေရာဘယ်သူမှသိရမှာမဟုတ်ဘူးတာကြီးတာကြီးတာကြီးလုံးတယ်အောက်ထဲမှာမြို့တစ်မြို့ရှိနေတယ်အဲ့လိုမျိုးအဲ့လိုပြောအပေါ်မှာလည်းအပင်ကြီးကြီးဘာညာလည်းမရှိဘူးနော် အဲ့နန်းတော်ကြီးကြောင်ပဲအပေါ်မှာအပင်ကြီးကြီးတွေပါတယ်မပေါက်တာလားဘယ်လိုသဘောရတော့ကောင်းကောင်းမပြောတတ်ဘူးလင်းကြောရကြတယ်ပြောတာပြောတယ်လာတဲ့ကတည်းကဘူးမှမပြောတာငါကိုတော့ကံထူးလို့တွေးရတာအတိကြတော့မဟုတ်ဘူးတချို့တွေပြောကြတာပေါ့နော်ဟိုးအရင်တော့ကတဲ့နန်းတော်တဆောင်ပျောက်ဘူးတဲ့အင်းဝမှာတဲ့အဲ့ဒါအခုပြန်ပေါ်လာတာပေါ့နော်နန်းတော်တစ်ခုပြန်ပေါ်လာတာဖြစ်တဲ့အတွက်မင်းပြောင်းမင်းလွဲလဲဖြစ်နိုင်တယ်ပေါ့နော်တစ်ခုခုတော့အပြောင်းလဲဖြစ်နိုင်တယ်လို့ပြောကြတယ်ဗျ တကယ် home hope ကတော့ကျွန်တော်လည်းကောင်းကောင်းကြီးမသိဘူးပေါ့နော်ပြောထားတဲ့လူတွေပြောထားတာကိုပြောပြတာပါနောက်ပြီးတော့လေဒီနန်းတော်ဘာလို့ရေနန်းတော်လို့ခေါ်လဲဆိုပြီးတော့တချို့တွေမေးကြတာပေါ့နော်သိတဲ့လူတော်တော်များများဖြေထားတာကတော့ရေနန်းတော်ဆိုတာဒါနွေရတီဆန်နန်းတော်လို့ခေါ်တာပေါ့နော်ရှေးဘရင်တွေတော်တော်များများပေါ့နော်တာသမီတွေနဲ့နွေရတီမှာအပူရှောင်တဲ့အနေနဲ့အညာဘက်မှာအဲ့နန်းတော်တခုစောက်ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပြောကြတယ်ဗျအောက်မှာရေပြင်းကြီးပေါ့နော်အပေါ်မှာနန်းတော်ကြီးပေါ့ အပူရှောင်တဲ့အနေနဲ့စောက်ထားတယ်ဆိုပြီးတော့တချို့တွေပြောကြတာပေါ့နော်ဟုံးဘုတ်ကတော့ကျွန်တော်လည်းကောင်းကောင်းကြီးမသိဘူးဗျတကယ်လို့များဒီနန်းတော်နဲ့ပတ်သက်ပြီးတော့ကြာဘူးနာဝဖြစ်ဖြစ်တိတဲ့သူတွေများရှိရင် comment မှာတစ်ချက်လောက်မျှဝေပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်